တနုနေတာသမီးတွေအတွက်တပတ်စာတဲတော့ကကြမှာဟုဖတ်ကြားပြဆိုပေးမှာဖြစ်ပါတနုနေတာသမီးတွေယခုချိန်ယခုကာလမှာတော့အလုပ်ပြောင်းခြင်းနေရာပြောင်းခြင်းအိမ်ပြောင်းခြင်းအိမ်ယာနေရာထိုင်ခြင်းပြောင်းခြင်းရှားဓူးပြောင်းခြင်းတွေကြုံရတဲ့အချိန်ဖြစ်ပါတယ်ဗျကောင်းသောပြောင်းလဲခြင်းဖြစ်ပါတယ်ဗျဟုတ်သားပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ဆက်ပစ္စည်းအသစ်ဝင်ခြင်း၊စိန်ပစ္စည်းအသစ်ဝင်ခြင်းတွေကြုံရတဲ့အချိန်ဖြစ်ပါတယ် မိမိမိတ်ဆွေပေါင်းတဲ့ကစစစစညနာမည်ပါတဲ့သူတွေကိုကောင်းကျိုးပေးတယ်၎င်းတို့နဲ့ပူးတွဲပေါင်းဆက်တဲ့လူတွေစင်ပြပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်ဗျသတိထားမဲ့နေ့နဲ့နေရတော့အာဤဥအေဩအောင်လို့အေးလို့ဤလို့ပါတဲ့သူတွေကိုသတိထားမှာဖြစ်ပါသာသမီနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးခံစားရမယ်အောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စနာမည်ကုန်တင်ရပါ ကားဝယ်ဖို့ရည်ရထားတဲ့သူတွေ17ရက်အတွင်းဝယ်ပါဗျ။ရန်နဲ့နောက်ဆက်နဲ့ပတ်သက်ပြီးတော့ကိုကတော့ရှမ်းမလို့တော်လည်းပဲကိုကရှမ်းလူတဲ့သူစောင့်ကြည့်တဲ့သူတဦးရှိပါတယ်ဗျခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်ောင်ကြီးနဲ့ပတ်သက်တဲ့ကိစ္စဘယ်တယောက်ညာတယောက်ဖြစ်တတ်တဲ့ကိင္ကနဲမျိုးကိုရှောက်လို့နေပါတယ်ဗျဂျမကြီးနဲ့ပတ်သက်တဲ့ကိစ္စဒူးနာခြင်းဒူးကိုက်ခြင်းတွေဖြစ်တတ်ပ ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပိတမျိုးကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့ဂုံတော်ကိုးပါပရိကိုးဘက်စိတ်ကမှာပဲဖြစ်ပါမိမိအကန့်တရားအကောင်းဘက်ကိုဥတီရွေ့လျားနေတာ60ရာခိုင်နှုန်းရှိပါတယ်စုံမုကနဲ့ကတော့တိကနဲ့ခုနှစ်ကနဲ့ပဲဖြစ်ပါတယ်ဗျတပတ်စာလက်ကြီးကလာကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့ အပြာရောင်တို့အဖြူရောင်တို့ပါတော့အဝတ်စားတွေကိုဝတ်ဆင်ခြင်းအပြင်ကိုယ့်ဘက်ကနေကန်သာစီရမယ်ကန်ခွင်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေရောက်မယ်တဖက်လူကိုဘက်ပါလာမှာပဲဖြစ်တယ်တရားရတဲ့အခုကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့အမွှေးတန်3တိုင်းတောက်တော်ရ3ကွက်စီမီရ3တိုင်းစမူစာ3ခု မြတ်စွာဘုရားကိုကတ်လူပူဇော်လှူဒန်းပါ။ဟာဆိုရင်တော့လူကြီးမျိုးတို့မှာဂျုံတွေ့ရမယ်။ကံစားတာညံ့ခိုက်တီပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျ။ကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျ။ဒီလဲလာသားသမီးတွေအတွက်တပတ်စာတဲတော့ကကြပါဦး။ဖတ်ကြားပြဆိုပေးမှာဖြစ်ပါတယ်။ တယ်လက်အသားသမီးတွေခုချိန်ခုကာလမှာရှည်ချားမြည်ချားတွေတွားတတ်တဲ့ကိန်းကနန်းမျိုးရောက်လို့နေပါတယ်။ဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့ကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းတွေတင်ချတင်စီထားဖို့လိုအပ်ပါတယ်။တခုခုဝယ်ခြင်းကြပြောက်ခြင်းကပိုက်နိုင်ခံခြင်းကြုံရတတ်ပါတယ်။အထူးသဖြင့်တယ်လီဖုန်းကိုခရူဆိုင်ပါဗျ။မိတ်ဆွေပေါင်းတဲ့ကစဆစစညနာမည်ပါတဲ့သူတွေကိုကောင်းကျိုးပေးတယ်။ တတိထားမဲ့နေ့နဲ့နေရာရှာရှာလဝပါတဲ့သူတွေတတိထားသာသမီနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးရှိတယ်။အောင်လငယ်သားနဲ့ပတ်သက်တဲ့ကိစ္စအသက်နှစ်ယောက်ရောက်လာဖို့ရှိတယ်။ကောင်းတော့လာခြင်းဖြစ်တဲ့လက္ခဏာဂျန်နေနောက်ချက်နဲ့ပတ်သက်ပြီးတော့မိမိရရှံလူတော်လည်းပဲကိုယ့်ကိုရှံလူတဲ့သူ၃ယောက်ရှိပါတယ်ဗျ။ခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စ ဒီချိန်ဒီကာလမှာတဝူတဲ့တယောက်တည်း only one single သဘောမျိုးလေးဖြစ်နေတတ်ပါတယ်။ကျမကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကတော့ဒူးလို့နားလို့နှာခေါင်းလို့နှလုံးလို့နဲ့ပတ်သက်တဲ့ရောဂါတွေဖြစ်တတ်တဲ့ခံစားရတတ်ပါတယ်။ဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပီတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်။ဆိုရင်တော့တံမံတံဘုဒ္ဓအောင်ပြီဆိုပြီးတော့တနေ့ကိုပတိနှစ်ပတ်စေရမှာ ဘိဗေကံတရားအကောင်းဘက်ကိုဥတီရွေလျားနေတာ90ရာခိုင်နှုန်းရှိပါဆိုမှုကနဲကတော့၄ကနဲ၈ကနဲပဲဖြစ်ပါတယ်ဗျာလက်ကြီးကလာတခုကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့အဖြူရောင်လို့အပြာရောင်လို့ပါတော့ဝက်စားတွေကိုဝက်ဆင်ခြင်းအားဖြင့်ကိုယ့်ဘက်ကနေကံတာစီးရမယ်ကံခွင်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တစ်ဖက်လူကိုယ့်ဘက်ပါလာမှာပဲဖြစ်ပါ ဒဲရောရရာတခုကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့အုံဒီစိတ်60ကျွေးပကံရတဲ့ကိုထည့်ပြီးတော့မြတ်စွာဘုရားကိုကတ်လူပူဇော်လူတန်းပါအမွှေးတိုင်း6တိုင်းဖျောင်းတိုင်း6တိုင်းတောက်တော်ကြီး6ခွတ်ပါထည့်ပါဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကံစားတာညံ့ခိုက်ကြည့်ပြီးပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျ မေဂျီတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြီနဲ့ဘယ်နိုင်ငံနေကြည့်ရှုအားပေးနေရဆိုတာကိုလည်း comment box မှာရေးပေးခဲ့ပါအောင်ပြမြစ်တာဖို့ဆူတောင်းပေးခြင်းလို့ပါအင်္ဂါသားသမီးတွေအတွက်တပတ်စာတဲတော့ကညီမကိုထပ်ကြားပြဆိုပေးမှာဖြစ်ပါအင်္ဂါသားသမီးတွေယခုချိန်ယခုကာလမှာအလုံးနှမျိုးလောက်ရခြင်းဝင်ငွေနှမျိုးရခြင်းတွေကြုံရတဲ့အချိန်ဖြစ်တယ် ပြည်တွင်းပြပါခီးတွေအားကောင်းတဲ့အိုဘာစီးခီးတွေတော့တက်တယ်ဗျ။ကောင်းသောခီးတွေမြတ်သောခီးတွေဖြစ်ပါလေဗျ။ဟောစာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့အိမ်သစ်ဝင်ခြင်း၊စာအုပ်သစ်ဝင်ခြင်း၊အိမ်ဒက်ကရေးရှင်းပိုင်းတွေပြုပြင်ပြင်ဆင်မွမ်းမံရခြင်းတွေကြုံရတဲ့အချိန်ဖြစ်ပါလေ။မိမိမိတ်ဆွေပေါင်းတဲ့ကအာဤဥအေဩ အောင်လို့အေးလို့ဤလို့ပါတဲ့သူတွေကိုယ်ကောင်းကျိုးပေးတယ်တတိထားမယ်နေ့နဲ့နေရကခကကငါနာမည်ပါတဲ့သူတွေတတိထားမှာဖြစ်တယ်ကာသမီနဲ့ပတ်သက်တဲ့ကိစ္စလွတ်ထားလို့မရပါဘူးအောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စစောင့်ကြည့်နေဖို့လိုအပ်ပါတယ်ကားဝယ်ဖို့ရည်ရထားတဲ့သူတွေရှေ့ရကြော်မှဝယ်ပါဗျရန်နဲ့နောက်ဆက်နဲ့ပတ်သက်တဲ့ကိစ္စ အမျိုးသားယောက်ျားတဦးကနေပြီးကိုယ်ကိုရှမ်းလူနေတာမျိုးတွေတွေ့ရပါတယ်ဗျခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စဟောင်းနေဦးထားခဲ့ပြီးတော့အစ်စ်တင်နဲ့ရှေ့ဆက်ရတဲ့ကိန်းကနဲ့မျိုးရှောက်လို့နေပါတယ်ဗျကျမအိမ်နဲ့ပတ်သက်တဲ့ကိစ္စခါနာမယ်ခါကြိုက်မယ်ကြောကုံအောင်မယ်ကြောက်ကနဲ့ပတ်သက်ဆက်နေတဲ့ယောဂါတွေခံစား ဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပိတမျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ဘဂဝါအာဝီဆိုပြီးတော့တနည်းကိုပဒီ၅ဘက်စိတ်ကဖြစ်ပါကံတရားအကောင်းဘက်ကိုဥတီကျွေလျာနေတာ80ရာခိုင်နှုန်းရှိစုံမုကနဲ့ကတော့6ကနဲ့6ကနဲ့ပဲဖြစ်ပါတယ်ဗျာလက်ကြီးကလာတခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အဖြူရောင်အစင်းလေးတွေအကွက်ကလေးအပွင့်လေးတွေပါတဲ့ ဝယ်စားတွေကိုဝယ်စင်ခြင်းအပြင်ကိုယ့်ဘက်ကနေကန်တာစီရမယ်ကန်ခွန်းလန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မတဖက်လူကိုယ့်ဘက်ပါလာမှာပဲဖြစ်တယ်လို့ရတဲ့အတခုကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့ပန်းအဝါရောင်၅ပွဲတောက်တော်ရင်ရှည်တန်း၅ခွက်အမွှေးတိုင်၅တိုင်ဖျောင်းတိုင်၅တိုင်မြဲစွာဖျားကိုကတ်လူပူဇော်လူရန်ပါဒါဆိုရင်တော့လူချင်းမင်းတို့မှာကြုံတွေ့ရမယ်ကန်တာတာညံ့ခိုက်တီပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေ ရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျလူကြီးမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြီးနဲ့ဘယ်နိုင်ကန်ကနေကြည့်ရှုအားပေးနေတယ်ဆိုတာကိုလည်း comment box မှာရေးပေးခဲ့ပါဦးဗျမြတ်တာဖို့ဆူတောင်းပေးခြင်းလိုပါဗုဒ္ဓဘုရားသမီးတွေအတွက်တပတ်စာတဲတော့ကကြပါဦးဖတ်ကြားပြဆိုပေးမှာဖြစ်ပါ ဗုဒ္ဓဘူသားသမီးရယခုချိန်ယခုကာလမှာတော့မတွေ့ဖြစ်တာကြာပြီဖြစ်တဲ့မိတ်ဆွေတွေတငယ်ချင်းတွေရွှေမျိုးညီကုံပေါ်မှာနေတိုင်ကိုင်ဝန်ပြန်လဲစုံစည်းရတတ်တဲ့အချိန်ဖြစ်ပါလေဗျ။ဩဇာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့တေးတေးဖွဲ့ဖွဲ့ရဆိုတော့ထီးတို့ဖနက်တို့နာယီတို့အထဲလိုက်တို့ဝင်လာတတ်ပါလေ။ကြီးကြီးမားမားတွေရဆိုရင်တော့ဒေါ်လာတို့တိုက်ခန်းတို့တယ်လီဖုန်းတို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါ မိတ်ဆွေပေါင်းတဲ့တဲ့ကတထထတနာနာမည်ပါတဲ့သူတွေကိုယ်ကောင်းကျိုးပေးတယ်တတိထားမယ်နေ့နဲ့နေ့ရရှာရှာလာဝပါတဲ့သူတွေတတိထားသာသမီနဲ့ပတ်သက်တဲ့ကိစ္စနာမည်ကုန်တင်ရမယ်အောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးခံစားရကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေနှစ်ရက်နှစ်ပတ်အတွင်းဝယ်ပါဗျရန်နဲ့နောက်ချက်နဲ့ပတ်သက်ပြီးတော့ရန်ရှိလာလို့မင်းရှိပါတယ် တတိဝရိယနဲ့နေပါခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စအကောင်းဘက်ကိုဥတည်ပြီးတော့အပြောင်းလဲတွေဖြစ်တဲ့ကာလဖြစ်ပါဇမ္မာကြီးနဲ့ပတ်သက်တဲ့ကိစ္စလက်တစ်ဖက်ထုံတာကျင်တာကြိုက်တာခဲတာတွေဖြစ်တဲ့အကျောနဲ့ပတ်သက်တဲ့ယောဂတွေခံစားတဲ့ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပြီးတမျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ဂုံတော်၉ပါးပရိ၉ပါးစိတ်ကမှ ဗန်တရားကောင်းသက်သူဥတီပြောင်းလဲနေတာအိန္ဒိပါစင်ရှိပါဆိုမုကနံကတော့အပူကနံလေးတွေပဲဖြစ်ပါတပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အဖြူရောင်လို့အနီရောင်လို့ပါတော့အဝိစားလေးကိုဝစ်စင်ခြင်းအဖြစ်ကိုဘက်ကနေကန်တာစီရမယ်ကန်ခွင်လန်းကောင်းရကိုပြောတဲ့စကားတွေအောင်မယ်တဖက်လူကိုဘက်ပါတဲရောရတဲ့အတခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ ကောင်းငင်ပေါင်းအဖြူတပကံအနက်တပကံမြတ်စွာဘုရားကိုကလူပူဇော်လူတန်းပါ အုံသီးမမောက်လေးဖြူပါဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကံစားတာအညံ့ခိုက်တွေပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာလေးရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ကတော့ထိုက်အောင်လေးပါဗျ ။လူကြီးမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မြို့ဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြည်နယ်ဘယ်နိုင်ငံကနေကြည့်ရှုအားပေးနေတယ်ဆိုတာကိုလည်း comment box မှာရှင်းပြခဲ့ပါအောင်ဗျ။မြေတာပို့ဆူတောင်းပေးခြင်းလို့ပါ။ဂျာတာပိတာသမီးအတွက်တပတ်စာတဲတော့ကကြမှာကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါတယ်။ကျသာပြိသားသမီးရခုချိန်ယခုကာလမှာတော့တူတင်ကိုတင်ပြောရဆိုတာရှင်းရလင်းရစရာကိစ္စတွေပေါ်တတ်တဲ့ကာလဖြစ်ပါတယ်ဗျာ ။ဟောစာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စဒီမှာတော့ရွှေဝင်ခြင်းရွှေထွက်ခြင်းဆိုတာတွေဖြစ်တတ်ပါလေ။မိတ်ဆွေပေါင်းတင်တဲ့ကအီဥအေဩအောင်လို့အေးလို့ဤလို့ပါတဲ့သူတွေပို့ကောင်းကျိုးပေးတဲ့အချိန်ဖြစ်ပါတယ်။တတိယမဲ့နေ့နဲ့နေ့ကစစစစညနံပါတ်ပါတဲ့သူတွေတတိထားမှာဖြစ်ပါလေ။သာသမီနဲ့ပတ်သက်တဲ့ကိစ္စအမြင်ရနေပြုတ်ကြတာခြေချော်လဲတာခြေကားနေပြုတ်ကြတာဖြစ်တယ် အောက်လငယ်သားနဲ့ပတ်သက်တဲ့ကိစ္စခြေထောက်လေးတွေဒူးကောင်းလေးတွေထိခိုက်တယ်ရတဲ့ကားဝယ်ဖို့ရည်ရထားတဲ့သူတွေခုနှစ်ရက်ကျော်မှဝယ်ပါဗျကျန်တဲ့နောက်ချက်နဲ့ပတ်သက်ပြီးတော့ကြီးကြီးမားမားမတွေ့ရပါဘူးဗျခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စနှစ်ယောက်ဖြစ်တတ်ပါတယ်ဗျကျမကြီးနဲ့ပတ်သက်တဲ့ကိစ္စအာယုံကြောတွေအားနေနေတာကိုတွေ့ရပါတယ်ဗျာ ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေဒိဋ္ဌံပြီးတစ်မျိုးညွန်ကြားပြဆိုရမယ်ဆိုရင်တော့လောကဝိတုအောင်ပြီဆိုဒီနေ့ဥပတိ၄ဘတ်စေရမှာဖြစ်ပါဗျာ။ကံတရားအကောင်းဘက်ကိုရွေ့လျားနေတာ80ရာခိုင်ရှိပါတယ်။သုမုကဏ္ဍကတော့6ကဏ္ဍ9ကဏ္ဍဖြစ်ပါတယ်ဗျာ။လက်ကြီးကလာတော့အပြာနုယောင်ပါသောဝိစာလီကိုဝတ်ပါ။ တဲရရတာတခုညွန်ကြပြဆိုရမယ်ဆိုရင်တော့ကိုယုံကြည်တဲ့မဲတော်တပါးပါးကိုအမွှေးလိုက်နှစ်တိုင်းဖျောင်းလိုက်နှစ်တိုင်းကိတ်မုတ်နှစ်ချက်တောက်တော်ကြီးနှစ်ခွက်ကတ်လူပူဇော်လူရန်ပါဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကန်စတာညံ့ခိုက်ကြည့်ပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာလေးရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ကတော့ထားရောင်လေးမှာဗျ လူချင်းမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုပဲမြုပ်ပဲတိုင်ပဲရက်ွက်ပဲပြီးနဲ့ပဲနိုင်ကန်ကနေကြည့်ရှုအားပေးနေတယ်ဆိုတာကိုလည်း comment box မှာရေးပေးခဲ့ပါဦးပြမြင်တာဖို့ဆူတောင်းပေးခြင်းလို့ပါကောက်ကြသားသမီးတွေအတွက်တပတ်စာတဲတော့ကကြမှာကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါတော့ကြသားသမီးရခုချိန်ရခုကာလမှာတော့ကဘာပတ်ကမဲ့ကန်ဆာလာတဲ့ကိုရောက်လို့နေပါတယ်နိုင်ငံသားတော်ဖို့ရည်ရထားတဲ့သူတင်မောတက်ဖို့ရည်ရထားတဲ့သူ ပညာသွားတင်မဲ့သူတွေရဲရဲသာသွားပြီးတော့အစဉ်ပြေမဲ့အောင်မြင်မဲ့ကာလကိုရောက်လို့နေပါလေဗျအလုံးနှမျိုးလို့ရခြင်းဝင်ခွေနှမျိုးရခြင်းတွေကြုံရတတ်တဲ့ကာလလည်းဖြစ်ပါတယ်။ဟောစာပစီနဲ့ပတ်သက်တဲ့ကိစ္စဒီမှာတော့အိမ်တိဝဉ္ဇဉ်တိုက်ခန်းတိဝဉ္ဇဉ်စာဥတိဝဉ္ဇဉ်ဆိုင်ခန်းတိဝဉ္ဇဉ်တွေကြုံရတတ်တဲ့ချိန်ဖြစ်ပါလေ။မိတ်ဆွေပေါင်းတင်တဲ့ကတာထဒဒနာနာမည်ပါတဲ့သူတွေကိုယ်ကိုကောင်းချိုးပေးတယ် တတိယအမှတ်နေ့နဲ့နေရာတော့အိဥအေအောအောင်လို့အေးလို့အီလို့ပါတဲ့သူတွေတတိယအမှတ်ဖြစ်ပါတယ်။သာသမီနဲ့ပတ်သက်တဲ့ကိစ္စရဲဝေးရောက်နေတဲ့သာသမီနိုင်ငံရခြားပြည်ပရောက်နေတဲ့သာသမီတွေနဲ့စာဆက်တွေလူဆက်တွေငွေဆက်တွေရလာတတ်တဲ့ကာလဖြစ်ပါတယ်။အောက်လကသားနဲ့ပတ်သက်တဲ့ကိစ္စအဟောင်းတွေထွက်ပြီးတော့အစ်တတွေရောက်လာတတ်တဲ့ကိန်းကနဲမျိုးရောက်လို့နေပါတယ်။ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေတလအတွင်းဝယ်ပါဗျ။ ရန်နဲ့နောက်ဆက်နဲ့ပတ်သက်ပြီးတော့ယခင်ကဖြစ်ခဲ့ဘူးတော့ပြက်သက်တာအဟောင်းရန်ဟောင်းနေရာနေကိုယ်တဖန်ပြန်ပြီးတော့တိုက်ခိုက်နှောက်ရက်တာမျိုးကြီးကြုံရတတ်တဲ့အချိန်ဖြစ်ပါတယ်။အခြေအနေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စမိမိရဲ့ချစ်သူမိမိရဲ့အိမ်တော်ဘက်တွေကခยีလွန်နေတာလို့ခยีထွက်နေတာအဆက်အသွယ်ကြီးပြက်တောက်နေတာမျိုးလို့ဖြစ်တတ်တာပဲကာလာဖြစ်ပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကတော့ စီကျူယောဂါလေးတွေဖြစ်တတ်တယ်စီနှစ်ကြောက်ကဲ့ယောဂါလေးတွေခံစားတတ်ပါဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပြီးတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ဘဂဝါအောင်ပြီဆိုပြီးတော့တနည်းကိုပတိ၅ဘက်စိတ်ရောဖြစ်ပါကံတရားကောင်းဘက်ကိုဥဒိပြောင်းလဲနေတာ100%ရှိပါစုံမှုကနေကတော့၈ကနေ၄ကနေပဲဖြစ်ပါတ တပတ်စာလက်ကြီးကာလကိုညွှန်ကြားပြဆိုရမယ်။ဆိုရင်တော့အနက်ရောင်ပါသောဝတ်စားတွေကိုများများဝတ်ဆင်ခြင်းအားဖြင့်ကိုယ့်ဘက်ကနေကံစားစီရမယ်၊ကံခွင်လန်းကောင်းရမယ်။ကိုပြောတဲ့စကားတွေအောင်မယ်တဖက်လူကိုယ့်ဘက်ပါလာမှာပဲဖြစ်ပါတယ်။ဒါတော့ရတာတခုကိုညွှန်ကြားပြဆိုရမယ်။ဆိုရင်တော့ကျွေးပကံများတစ်ချက်သေးကိုတခွားသီး၆လုံးထဲပါအမွေးတိုင်၆တိုင်ဆိုင်ဖျောင်းတိုင်၆တိုင်ဆက်ပြီးတော့မြဲစွာဖျောင်းကိုကတ်လူပူဇော်လှူဒါန်းပါ ါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်။ကံစားရာညံ့ခိုက်ကြီးပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျ။ကျွန်တော်ကတော့ထားရောင်လင်းပါဗျ။လူကြီးမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြီနဲ့ဘယ်နိုင်ငံကနေကြည့်ရှုအားပေးနေတယ်ဆိုတာကိုလည်းကောမန့်ပေါ့မှာရေးပေးခဲ့ပါဦးဗျ။မြေတာမို့ဆူတောင်းပေးခြင်းလို့ပါ စနေသားသမီးတွေအတွက်တပတ်စာတဲတော့ကညီမကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါစနေသားသမီးတွေယခုချိန်ယခုကာလမှာတော့ချစ်တဲ့ခင်တဲ့သူတွေနဲ့တိုင်တိုင်ဝုံဝုံလုပ်ရတဲ့လုပ်တွေအကောင်းတွေပေါ်ရတတ်တယ်ဆက်တူရှယ်ယာလုပ်ငန်းတွေပူးတွဲပေါင်းဆက်လုပ်ငန်းတွေအကောင့်တွေပေါ်ရတတ်တဲ့အချိန်ဖြစ်ပါတယ်။ဩဇာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ T တို့ဖနက်တို့နာယီတို့အထယ်လိတ်တို့ဒေါ်လာတို့တိုက်ခန်းတို့တယ်လီဖုန်းတို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတယ်။ မိတ်ဆွေပေါင်းတဲ့ဟာတာထတဒနနာမည်ပါတဲ့သူတွေကိုကောင်းကျိုးပေးတယ်တတိထားမယ်နေ့နဲ့နေရပဖပပမနာမည်ပါတဲ့သူတွေတတိထားသာသမီနဲ့ပတ်သက်တဲ့ကိစ္စရှင်နဲ့နီးစပ်ပတ်သက်တဲ့နေရာတွေကိုတွာလာလှူရှားခြင်းတွေကိုရှောင်ကျင်းရမှာဖြစ်ပါတယ်အောက်လက်ငတားနဲ့ပတ်သက်တဲ့ကိစ္စအဝင်ထွက်လေးတွေဖြစ်တယ်ကားဝယ်ဖို့ရည်ရထားတဲ့သူတွေနှစ်ပတ်အတွင်းဝယ်ပါဗျာ ရန်နဲ့နောက်ဆက်နဲ့ပတ်သက်ပြီးတော့ရန်ရှိလာလို့မင်းရှိပါတယ်။သွားတတိလာတတိစာတတိနဲ့နေပါ။ခြေနဲ့ပတ်သက်တဲ့ကိစ္စအင်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စကွဲတက်ပါလေ၊ကွာတက်ပါလေ၊ပြတ်တက်ပါလေ၊ဆဲတက်ပါလေပြတ်။ကျမကြီးနဲ့ပတ်သက်တဲ့ကိစ္စကြီးပေါင်းယောဂါလေးဖြစ်တတ်ပါလေ။ဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပြီးတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်။ဆိုရင်တော့ လောကဝိတုအောင်ပြီဆိုဒီနေ့ဥပဒေ၄ဘတ်စိတ်ကဖြစ်ကံတရားအကောင်းဘက်ကဥတီပြောင်းလဲနေတာ90ရာခိုင်နှုန်းရှိသို့မဟုတ်ကနေကတော့ခွန်ခွန်ပဲဖြစ်ပါလေဗျလက်ကြီးကလာတကူကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့အဖြူရောင်တို့အနီရောင်တို့တွဲဆက်ထားတယ်ကာလာတွေကိုဝိစင်ခြင်းအပြင်ကိုယ့်ဘက်ကနေကံတာစီရမယ်ကံခွန်လန်းကောင်းရမယ် ကိုပြောတဲ့စကားတွေအောင်မဲ့တစ်ဖက်လူကိုယ့်ဘက်ပါလာမှာပဲဖြစ်တယ်။တဲတော့ရတာတခုညွန်ကြားပြဆိုရမယ်ဆိုရင်တော့ကျွေးပကံရတစ်ချက်တည်းကိုအာလူကျော်မောင်မော်လေးထက်အမွှေးတိုင်းတိုင်ဆိုင်ဖျောင်းတိုင်းတိုင်ဆိုင်တောက်တော်ကြီးတစ်ခွက်နဲ့မရဲစွာဖျောင်းကတ်လူပူဇော်လူတန်းပါ။ဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်။ကန်စာရာညှက်ခိုက်တီပြည်ပြောင်းပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျ။ ျွန်တော်ကတော့ထိုက်အောင်လင်းပါဗျလူချင်းမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြည်နဲ့ဘယ်နိုင်ငံကနေကြည့်ရှုအားပေးနေတယ်ဆိုတာကိုလည်း comment box မှာရေးပေးခဲ့ပါဦးဗျမြေတာဖို့ဆူတောင်းပေးခြင်းလို့ပါ